ကုမ္ပဏီအကြီးအကဲတစ်ခုဖြစ်တဲ့ဗီယက်နာမ်မျိုးသမီးကြီးဟာသူ့သားရဲ့ဇနီးဖြစ်နာမယ့်မိန်းကလေးရဲ့စစ်မှန်တဲ့စိတ်တဘောကိုဆန်းကျင်ပြီးသူ့ကိုယ်တိုင်ချေလက်ခမျိုးသမီးကြီးတယောက်လိုဟန်ဆောင်သွားခဲ့တယ်။သူ့သွားတာကတော့မိန်းကလေးလိုလုံးနေတဲ့စိန်ရွှေရတနာဆိုင်တားဖြစ်သူရဲ့ဇနီးလောင်းကထိုးဆိုင်မမန်ေဂျာဖြစ်လုပ်ကိုင်နေတာပါ။အမျိုးသမီးကြီးရဲ့တာမန်အဝတ်စားတွေကြောင့်မန်ေဂျာမဟာအထင်သေးတဲ့အချိန်နဲ့ကြီးနေခဲ့တယ်။ထို့ပေမဲ့စီးရင်မလေးတယောက်ကတော့ထိုအမျိုးသမီးကြီးကိုပြုငါစွာဆက်ဆံခဲ့ပါတယ်။ ချွေးမလောင်ကိုစမ်းသပ်ချင်တာကြောင့်အမျိုးသမီးကြီးကငါချွေးမလောင်အတွက်ရွှေတင်စင်စာဝယ်ပေးချင်တယ်လို့ပြောတယ်။ဒါပေမဲ့မန်နေဂျာမကပြုံးပြီးအန်တီတက်နိုင်လို့လားဖက်ဆက်မရှိရင်ဒီဆိုင်ရဲ့ရွှေတွေဝယ်လို့မရပါဘူး။ဒါနဲ့ဂျမကမချခင်မှာ CEO ရဲ့ဇနီးဖြစ်လာတော့မှတော့လို့သူမကမစီမဆိုင်ထွက်လိုက်တယ်။ TV မှာတော့အဲ့ဒီချိန်အထိကြာကုမ္ပဏီဥက္ကဋ္ဌကသူသားအတွက်ဒေါ်လာတန်းတရာသုံးပြီးလက်ထပ်ပွဲချင်ပါမယ်ဆိုတဲ့သတင်းကိုထုတ်လင်းနေတယ်။အမျိုးသမီးကြီးကပြုံးပြီးကြည့်နေခဲ့တယ်။မန်နေဂျာမကကြောပြထားတာကြောင့် TV က CEO ရဲ့မိခင်မျက်နှာကိုမမြင်လိုက်ပါဘူး။ CEO မလေးကတော့ထိုအမျိုးသမီးကြီးကဒီဆိုင်အဖြစ်လုပ်ငန်းစုများစွာကိုပိုင်ဆိုင်တဲ့တထေးမကြီးဆိုတာ TV အံ့ဩသွားပါတယ်။ထို့နောက်အမျိုးသမီးကြီးကိုဒီဆိုင် င်ရနဲ့ထွက်ပါလို့မန်နေဂျာမကအကြမ်းဖက်စွာပြောတယ်။အမျိုးသမီးကြီးကဆိုင်ရမထွက်ခင်ပြင်းပေါက်ခဲကရွှေလက်ကောက်တစ်ချက်ကိုသတိထားမိတယ်။သူမကချီးပိုးထိုးလိုက်တဲ့အခါမန်နေဂျာမကလာပြီးဆွဲယူတယ်။နောက်ဆုံးမှာလက်ကောက်ကပြုတ်ချသွားပြီးပျက်စီးသွားခဲ့တယ်။မန်နေဂျာမကတာဝန်မယူပဲခမရကချိုးလိုက်တာလို့အပြစ်တင်ပြီးအယောပေးဖို့အိမ်ကိုဖုန်းခေါ်လိုက်ပါလို့ပြောလိုက်တယ်အမျိုးသမီးရှိရာဖုန်းပေါ်ပြီးသူသားကိုငါ့ကိုလာကြည့်ပါဦးမိကြီးရွယ်ထားတဲ့သူရဲ့အမှန်တကယ်စိတ်ဓာတ်မှန်ကိုငါပြမယ်လို့ပြောလိုက်တယ်ဒါပေမဲ့သူသားကဇနီးလာကိုအရန်ယုံထားတာကြောင့်သူ့မိခင်ကိုစိတ်ဆိုးပြီးဖုန်းချသွားခဲ့တယ်အဲ့ဒီအချိန်မှာမန်နေဂျာမကလုံးချုံရီးလေးကိုခေါ်ပြီး မျိုးသမီးရှိကိုထုတ်ခိုင်းဖို့အစီအစဉ်စနေပါပြီ။အခြေအနေကပြင်းလာတော့အမျိုးသမီးရှိကမတက်နိုင်တော့ပဲသူမဟာ CEO ရဲ့အမိဖြစ်ကြောင်းသူအမှန်တကယ်အမိနဲ့ထုတ်ပြောလိုက်ပါတယ်။သူ့မိသားစုအမွေတန်ဖိုးရှိရဲ့လက်ကောက်တစ်ခုကိုပြသလိုက်တယ်။ဒါပေမဲ့မန်နေဂျာမှအဒါအတူကြီးပါလို့ပြောပြီးထိုလက်ကောက်ကိုဖြစ်ခွဲလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ခင်မောလန်းကိုဖုန်းဆက်ပြီးရှေးမိခင်ဥက္ကဋ္ဌဆိုသူကိုနာမည်ဖြန့်နေတဲ့အမျိုးသမီးရှိတယောက်ရှိရဲ့သူပြောလိုက်တယ်။ CEO ကလည်းငါမိခင်ကိုနာမည်ဖြန့်တဲ့သူဘသူလဲဆိုတာငါကိုရိုင်းနာကြည့်မယ်လို့ပြောလိုက်တယ်။ CEO အကုန်းနဲ့မန်နေဂျာမှဟာပို့ပြီးတော့အာဏာပြလာတဲ့အမျိုးသမီးကြီးကိုကိုထီလက်ရောက်ကျူးလွန်မှုတွေပါလုပ်ခဲ့ပြီးဖမ်းချုပ်ခိုင်းတာလိုက်တယ်။မန်နေဂျာမှကဖမ်းချုပ်ထားတဲ့အမျိုးသမီးကို CEO ကိုလိုက် က်ပြခဲ့တဲ့ CEO ကတကားပွင့်လိုက်ချိန်မှာပဲသူ့မိခင်ကိုဒီလိုပုံစံမျိုးနဲ့မြင်တော့အလွန်အာဝသွားခဲ့ရပြီးခြေတော်တီအောင်မခိုင်တော့ပဲတုံ့လောက်သွားခဲ့ရတယ်။အမေကိုဒီလိုဖြစ်အောင်ဘသူလုပ်တာလဲလို့အုံငူကပြောတယ်။မြို့သမီးကြီးကမြင်မိတာမင်းစနီးလောင်းရဲ့စိတ်ကြအမှန်ကိုလို့ပြောလိုက်တယ်